သွေးရောင်နဲ့လက်ထပ်မယ်ဆိုတာမဟုတ်ဘူးလို့ညင်းဆိုပြီးတိတ်မကြခင်မှာပဲထိုင်းနိုင်ငံကိုဖျားဖူးအတူထွက်ခဲ့တဲ့ယုံးရီလင်းမုံပြည်သူများလုံးမင်္ဂလာပါရှင်အေဂရစ်ဒိုင်ယာရီကနေပြန်လေးကြိုဆိုလိုက်ပါတယ် ရိုးရင်လင်မိုးကတော့ငငယ်ရွယ်ရွယ်နဲ့အိမ်တောင်လျက်သားကြခဲ့ပြီးတော့ငငယ်ရွယ်ရွယ်နဲ့ပဲကလေးတယောက်ရဲ့မိခင်ဖြစ်လာပါတယ်။ကံကြမ္မာဆိုတာကတိတ်ပြီးတော့စမ်းကြပါတယ်။ရိုးရင်လင်မိုးကငငယ်ရွယ်ရွယ်နဲ့သူမရဲ့အပြိုစင်ဘွားကိုဆွန့်လွတ်ခဲ့ပြီးတဲ့နောက်ငငယ်ရွယ်ရွယ်ပဲသူမရဲ့ခင်ပွန်းဖြစ်တဲ့ထက်ဦးလိုက်နဲ့ကွာရှင်းခဲ့ပြီးတော့တခုလက်မလေးဘွားကိုဖြစ်လာပါတယ်။ဒီလိုမျိုးဘွားကိုဘယ်သူကမှလိုချင်ခဲ့မှာမဟုတ်ပါဘူး။ဒါပေမဲ့တကယ်ဖြစ်လာပါပြီ။ တာမန်အတိုင်းဝိုင်းတွေကဆိုရင်တော့ဒီကိစ္စတွေကြောင့်မင်းကလေးရဲ့ဘဝကအဆုံးသက်သွားနိုင်တဲ့အထီတောင်ဖြစ်သွားပါတယ်။ဒီနေ့ခင်မှာအခုတွေ့အခုချစ်ကြပြီးလို့ရှိရင်အခုယူလိုက်ကြတဲ့အသက်25နှစ်တောင်မပြည့်သေးပဲစင်ငယ်မသားဖြစ်သွားကြရတဲ့မင်းကလေးတွေအများကြီးပါ။ဒါကကောင်းတဲ့လက္ခဏာတရမဟုတ်ပါဘူး။ဒါကြောင့်အမျိုးသမီးတွေအနေနဲ့အခြေရင်အိမ်ထောင်ရေးကိစ္စတွေမှာတည်တည်ကြာကြာလေးစဉ်းစားဆင်ခြင်ဖို့လိုအပ်ပါတယ်။အလောတကြီးနဲ့အချစ်ကိုယုံပြီးမြတ်ကန်းတစေဖြစ်ခဲ့မယ်ဆိုရင်နောက်ဆုံးတကယ်နင်းနိုင်ရတာကကိုယ်ပဲဖြစ်ကြမှာပါ။ ယောရင်လင်မိုကထပ်ဦးလိုက်တဲ့အတူအော်စတြေးလျမှာဘဝတစ်ခုအိမ်ထောင်တစ်ခုကိုထူထောင်ခဲ့ပါတယ်။သူမကကြောင်းလဲမပြီးသေးလို့ကြောင်းဆက်တက်ခဲ့တယ်။အိမ်ထောင်တာဝန်တွေကိုလည်းလုပ်ရပါတယ်။ ဒီအချိန်မှာသမီးကလေးအစင်ရောပြေပါမလားဆိုပြီးအမြဲတမ်းစိတ်ပူနေမိတယ်ဆိုပြီးတော့လွင်မိုးကပြောခဲ့ပါသေးတယ်။ရိုးရင်လွင်မိုးကြောင်းပြီးသွားလို့အလုပ်ရတဲ့အချိန်မှာသူမရဲ့အိမ်ထောင်ကြီးအခြေအနေကဆိုးရွားခဲ့ပါတယ်။သူမနဲ့ထအုပ်လိုက်တို့နှစ်ယောက်ကြားဆက်ဆံရေးကအတော်လေးဆိုးွားခဲ့ပြီးတော့ကာလာရှည်ကြားတဲ့အချိန်မှာဘလို့မှညီနိုင်လို့မရတော့ဘဲနဲ့နှစ်ယောက်သားနှစ်ဦးတဘောတူကွာရှင်းပြတ်ဆဲခဲ့တယ်။ ဒီလိုကွာချင်းခဲ့ရတဲ့အကြောင်းရင်းကိုယုံရီလင်မိုးကလိုက်လွှင့်ရာကနေတဆင့်ထည့်သွင်းပြောကြားခဲ့ပါတယ်။ထဲဦးလိုင်ကယုံရီလင်မိုးနဲ့အတူနေရတာအသက်ရှူမဝါရဲထိဖြစ်ခဲ့ပြီးတော့ဘလုံးမကိုအဆင်မပြေတော့တာကြောင့်ယုံရီလင်မိုးကလည်းအဆင်မပြေရင်ထွက်သွားလိုက်ပါတော့ဆိုပြီးလမ်းခွဲပေးလိုက်တာဖြစ်ပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့ကြားမှာဒီတပ်ပုံပြနှဆိုင်တဲ့လူတွေကိုထုတ်ပြလို့မရတဲ့အကြောင်းတရားတွေရှိခဲ့ပါတယ်။ အရင်နားမှာတော့ရုံးရီလင်မိုးကမြမကြီးကိုပြန်ရောက်လာခဲ့ပြီးအမျိုးသားတို့ကြီးကကလေးရှိလေကလေးချစ်တတ်တယ်လို့ရုံးရီလင်မိုးကိုအားပေးဝန်းရံကြပါတယ်။ဒါပေမဲ့ရုံးရီလင်မိုးကတော့အမျိုးသားတို့ကြီးရဲ့အသေးကိုနောက်ထပ်တစ်ကြိမ်ထပ်ခွဲသွားခဲ့ပါတယ်။ရုံးရီလင်မိုးကအင်တောင်ကွဲလို့မြမကြီးကိုပြန်ရောက်လာခဲ့အပြီးမကြခင်မှာနေရွှေသွေးအောင်နဲ့ကောက်ကာငင်ကတွဲပစ်လိုက်ပါတယ်။သူတို့နှစ်ယောက်ကိုအတူတူတွေ့ရတဲ့အချိန်တွေကပုံများတာကြောင့်ရုံးရီလင်မိုးနဲ့နေရွှေသွေးအောင်တို့ကြားမှာပုံမှန်မဟုတ်တဲ့ဆက်ဆံရေးမျိုးရှိနေပြီလို့ဆိုကြပါတယ်။ ရုံးရင်လင်မော်ကတော့နေရွှေသွေးအောင်နဲ့ဒဇင်လောက်သာတွေးဆောင်ပြစ်ခဲ့တာဖြစ်ပြီးဘာရင်မဟုတ်ဒီတိုင်းတွေးပြစ်ခဲ့ကြတာဖြစ်ကြောင်းပရိသတ်တွေထင်နေတယ်လို့မျိုးသူမနဲ့နေရွှေသွေးအောင်တို့နှစ်ယောက်ကလက်ထပ်တော့မယ်ဆိုတာမျိုးလုံးဝမဟုတ်ကြောင်းနဲ့အဲ့ဒီလိုမျိုးအစီအစဉ်လည်းမရှိကြောင်းဘာဖြစ်လို့လဲဆိုတော့သူမကတိတ်မကြခင်တုန်းကမှအိမ်ထောင်ရေးကွာရှင်မှုပြုလုပ်ထားတာကြောင့် နောက်ထပ်လူမှုရေးပြသနာတွေကိုထပ်ပြီးမကြုံတွေ့ကျင်တော့ကြောင်းညင်းချက်ထုတ်လာပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ရုံးတွေလူမှုဘက်ကအဲ့ဒီလိုညင်းချက်ထုတ်ပြီးမကြခင်သူမနဲ့နေရွှေတွေ့အောင်လို့နေရောက်ကထိုင်းနိုင်ငံကိုအတူတူရောက်ရှိနေကြပြီးတော့တကူကြီးမဖျားတဆူဖြစ်တဲ့မြဖျားကိုတောင်အတူတူသွားဖူးခဲ့ကြောင်းသိရပါတယ်။ပရိသတ်များအနေနဲ့ကရောယုံရီလင်မုံနဲ့နေရွှေသွေးအောင်တို့ရဲ့ကြားကဆက်ဆံရေးကယုံရီလင်မုံညင်းခဲ့တဲ့လိုမျိုးလုံးဝဆန့်ကျင်ဘက်ကြီးများဖြစ်နေမလားဆိုတဲ့အမြင်လေးတွေကိုပြောသွားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်